အားလုံးမင်္ဂလာပါကိုရဲရဲ့ချစ်ခင်ရသောမိတ်ဆွေများအားလုံးမင်္ဂလာပါဗီဒီယိုလေးတွေမလုတ်ဖြစ်တာတော့ကြာပြီပေါ့နော်ဒါအဲပထမဆုံးစပြီးတော့ပြန်လုတ်တဲ့ဗီဒီယိုလေးပေါ့နော်အားလုံးတော်လဲကျွန်တော် motivation လေးတွေပြန်ပြီးတော့မှရစေခြင်းနဲ့ပြန်ပြီးတော့လဲပြန်ထစေခြင်းနဲ့ပေါ့နော်ကျွန်တော်လဲကြတိုင်းကျွန်တော်တို့ကအပြစ်မဟုတ်လဲကြပြီးတော့ပြန်မထတာကကိုယ့်ရဲ့အပြစ်ပဲပေါ့နော်ပြောကြတော့ motivation နဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးပြန်ပြီးတော့လုပ်လိုက်တာဖြစ်ပါတယ်။ရောကျွန်တော်တို့ပေါ့နော်တခါလေကြတော့ ကျွန်တော်လောကကြီးမှာမမြင်နိုင်တဲ့အနာဂတ်အရာတွေရှိတယ်ပေါ့အနာဂတ်မှာပါတယ်ဖြစ်မလဲဆိုတာကျွန်တော်ကြိုပြီးတော့မှမသိနိုင်ဘူးဒီတဲ့ဆိုးတဲ့အခြေအနေတွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့နော်ဒီတဲ့ပို့ပြီးတော့ကောင်းသွားတဲ့အခြေအနေတွေလည်းကျွန်တော်တို့ပို့ပြီးတော့ကောင်းလာမယ့်အခြေအနေတွေလည်းရှိလာနိုင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကပါလဲဆိုတော့ကျွန်တော်တို့ဘဝမှာဒီအပြစ်တင်နေခြင်းကအပြစ်မဟုတ်ဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်ပြဿနာတွေပဲဖြစ်ဖြစ်ဘလို့မျိုး အခက်ခဲတွေပဲဖြစ်ဖြစ်လူတိုင်းမှာကျွန်တော်အခက်ခဲမျိုးစုံရှိတယ်အဲ့ဒီအခက်ခဲတွေရှိနေတဲ့အချိန်မှာအပြစ်တင်နေခြင်းကအပြည့်မဟုတ်ဘူးတော့ကိုယ်အနေနဲ့ပြန်လဲပြီးတော့မှ노ထားဖို့ပေါ့နော်ကျွန်တော်တို့ဆိုရင်နီလန့်နေရှာရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အပြည့်ရှာပြီးတော့မှကြိုးတင်ပြင်ဆင်မှုတွေလုပ်ရမှာဖြစ်ပါတယ်ပြီးတော့မမြင်နိုင်တဲ့အရာကြီးတွေအများကြီးရှိတဲ့အတွက်ကျွန်တော်တို့အပြစ်တင်နေမယ့်အစားပေါ့နော်နီလန့်နေရှာပါကြိုးတင်ပြင်ဆင်မှုတွေလုပ်ပါအဲ့တော့အပြစ်တင်ကြတာတချို့ဆိုလို့ရှိရင်လဲကျွန်တော်လှူဒန်းနေဆိုလို့ရှိရင်လဲ ျွန်တော်ပုံနေရိုက်တင်လို့အပြစ်တွေတင်ကြပြန်ပြီပေါ့နော်အမလူတန်းပြန်တော့လည်းအပြစ်တွေတင်ကြပြန်ပြီပေါ့နော်ဒါတွေကအမှန်ပြောလို့ရှိရင်ကျွန်တော်တို့အပြစ်မဟုတ်ပါဘူးဒီတော့ဘလို့ပဲလူလူကျွန်တော်အလှူဒါနမြောက်ဖို့ကရန်ရည်ကြီးပါတယ်ဒီတော့ကိုယ့်အနေနဲ့ကအပြစ်တင်နေမဲ့ဆိုကိုယ့်ရဲ့ဘဝမှာဘလို့မျိုးပြန်လဲပြီးတော့ရှင်သန်မလဲဘလို့မျိုးနိုးထမလဲနီးလန့်နေရှာပါပြီးလို့ရှိရင်ကြိုတင်ပြင်ဆင်မှုတွေလောက်ပါဒါဆိုလို့ရှိရင်ဘဝမှာပုံပြီးတော့မှကျွန်တော်တို့အမြန်ဆုံးနိုးထနိုင်ပါလိမ့်မယ် ကျေးဇူးအများကြီးပဲတင်ပါတယ်အကျိုးရှိရင်ကိုပြီးတော့ share ပေးပါအောင်ကိုသိကျင်တဲ့ဘဝနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်းဒီဗီဒီယိုရဲ့ comment မှာရေးခဲ့ပေးလို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်ပြီးတော့ဖြေကြားပေးပါမယ်မိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေပါစေ